ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျက်စီတမင်းကိုအိမ်မှာလွယ်လွယ်ကူကူလေးချက်စားကြပါမယ်ရှင်ချက်တာပြုတ်ဖို့အတွက်ရေ2လီတာလောက်ထည့်လိုက်ပါမယ်ရှင်ပြီးရင်နည်းနည်းပြီးအမြင့်လေးထည့်လိုက်ပါမယ်ချက်သွန်ဖြူနဲ့ဂျင်းလည်းထည့်လိုက်ပါမယ်ရှင်ပင်ငပြိုင်အကြီးထမင်းစားစုံနဲ့2ဆုံးလောက်ထည့်ပေးလိုက်ပါတယ်ပြီးရင်ချက်တာမုံနဲ့စားလည်းထည့်လိုက်ပါမယ်ရှင်သူ့ရေစုအောင်တည့်ပေးထားလိုက်ပါမယ်အခုလိုမျိုးလေးရေစုပွက်လာပြီဆိုလို့ရှိရင်တော့ချက်သားတွေထည့်လိုက်ပါမယ်ရှင် ကျက်သား1ကီလိုခွဲသုံးထားပါရစေ။တဲ့ဘေးထိုင်းနဲ့အခုလိုမျိုးအမြုပ်လေးတွေထွက်လာရင်ခတ်ထုတ်ပြစ်လိုက်ပါမယ်ရှင်။ တဲ့ပြီးမိနစ်20လောက်ကြာလို့ရှိရင်တော့ကြက်ပြုတ်ရည်လေးတွေကိုခတ်ထားလိုက်ပါမယ်ရှင်ထမင်းချက်ဖို့အတွက်ချက်သားပြုတ်ပေးတာ35မိနစ်လောက်ကြာလို့ရှင်လို့ရှိရင်တော့ချက်သားလေးတွေဆဲထုတ်ထားလိုက်ပါမယ်။ပြီးရင်တော့ထမင်းနဲ့တွဲစားဖို့အတွက်ဟင်းရည်လေးချက်ပါမယ်ရှင်။ကျွန်မကြောက်ပြုံသီးလေးထည့်ထားပါတယ်။ကိုကမုံလာဦးကြိုင်မုံလာဦးလေးထည့်လို့ရပါတယ်ရှင်။ အရသာမြည်ပြီးတော့ငရုတ်ကောင်းမုံလေးထည့်ပေးလိုက်ပါရစေ။ဒါဆိုရင်တော့ထမင်းနဲ့တွေ့စားဖို့အတွက်ဟင်းကြိုလေးရပါပြီရှင်။ထမင်းချက်ဖို့အတွက်ကြက်ရည်ကုန်ကနေပြီးတော့စီထုတ်ပါမယ်ရှင်။မီးအေးလေးနဲ့စီထွက်လာအောင်ကြော်ပေးလိုက်ပါမယ်။အခုလိုမျိုးနေထားရလို့ရှိရင်တော့ကြက်စီပတ်လေးတွေဖယ်ထုတ်လိုက်ပါမယ်ရှင်။ပြီးရင်ကြက်သွင်ပြုံထောင်းထားတာနဲ့ဂျင်းလေးတွေထည့်ပေးလိုက်ပါမယ်။ ဒါကတော့ဆန်ပါဝတ်ဆန်တင်ခွက်နဲ့၃လုံးပါရှင်ရေဆေးပြီးရေစစ်ထားတာပါထည့်ပြီးကြော်ပြီးလိုက်ပါမယ်ရှင်အရသာအတွက်တခြားသမင်းစားစုနဲ့နှစ်ဆုံးထည့်ပြီးလိုက်ပါမယ်စားလေးလေးထည့်လိုက်ပါမယ်ရှင်စက်သားမှုန့်လေးလေးထည့်ပါတယ်ရှင်ပြီးရင်သူ့ကိုတေချာသမအောင်မှုပြီးကြော်ပြီးထားလိုက်ပါမယ်၅မိနစ်လောက်ဆိုရပါပြီရှင်ပြီးရင်ချက်မဲ့ပန်းဝိုးလေးကိုပြောင်းပြီးထည့်လိုက်ပါမယ်ရှင် ရေရတော့ကိုချက်နေကြပုံမှန်အတိုင်းပဲထည့်ပါရှင်စစောကယူထားတဲ့ကြက်ပြုတ်ရည်တွေထည့်ပြလိုက်ပါမယ်ကိုချက်နေကြအတိုင်းတာအတိုင်းပဲထည့်ပါရရှင်ကြက်ပြုတ်ရည်ရနဲ့ရေလင်းနဲ့လိုနေလို့ရေထက်ထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့တည်ပေးထားလိုက်ပါမယ်ရှင်။တစ်ခေါက်လောက်ဖွင့်ပြီးໝွေပေးလိုက်ပါမယ်။ ဒါကတော့ထမင်းလေးနှက်သွားပါပြီရှင်းချက်စီထမင်းလေးရပါပြီဒါလေးကတော့ပြီးရင်တော့ထမင်းနဲ့တွဲစားမယ့်အချင်းရင်လေးလုပ်ပါမယ်ရှင်ဂျင်းထည့်ပါမယ်ရှင်ထမင်းစားစုံနဲ့တစ်စုံလောက်ရှိပါတယ်ရှင်လှီးထားတာလေးကငရုတ်ဒီစိမ့်ထမင်းစားစုံနဲ့နှစ်စုံလောက်ရှိပါတယ်ရှင်ကျက်သွန်ဖြူလည်းနှစ်စုံလောက်ရှိပါတယ်ရှင် ညှက်အောင်ထောင်းပေးလိုက်ပါမယ်။တကြားထည့်ပါမယ်ရှင်ထမင်းစားစုံနဲ့တစုံ။ဒါကတော့ထိုင်းပင်ငပိအရေးလေးပါ။သူ့ကိုထမင်းစားစုံနဲ့နှစ်စုံလောက်ထည့်ပေးလိုက်ပါမယ်ရှင်။ရှာလကရဲ့ထမင်းစားစုံနဲ့နှစုံထည့်ပါရယ်။ဘင်းကပြရဲ့အကြီးထမင်းစားစုံနဲ့တစုံထည့်ပါရယ်ရှင်။ ဒါကတော့ကျက်သွန်ဖြူအရေးလေးပါထမင်းစားစုံနဲ့၃စုံလောက်ထည့်ပေးလိုက်ပါမယ်ရှင်။တမယာဒီနှလုံးလောက်ညှစ်ထည့်ပေးလိုက်ပါမယ်။ပြီးသွားလို့ရှိရင်ရေနွေးထမင်းစားစွန်းနဲ့နှစ်စုံလောက်ထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်ရတာအပေါ့ငံလေးကိုစိတ်ကြိုက်ထက်မြည်ကြည့်ပါနော်။ဒါဆိုရင်တော့ထမင်းလေးနဲ့တွဲစားမယ်အချိန်လေးရပါပြီရှင်။ ချက်သားလေးကိုစီလေးတွေတုပ်ပေးလိုက်ပါမယ်ရှင်လောက်ရတာလည်းအရန်လွယ်ပါတယ်เนาะမခက်ပါဘူးကျေးဇူးပါရှင်